မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့စက်တင်ဘာလ6ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတိဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရခိုင်ပြည်နယ်တန်တွဲမြို့နယ်မှာရှိတဲ့စစ်ကောင်စီရဲ့နောက်ဆုံးလက်ချက်ရေတပ်ကစစ်ကောင်စီတပ်ဖွဲ့ဝင်များအကုန်ထွက်ပြေးသွားကြပြီးတော့အရခတ်တပ်တော် AA ကရေတပ်အတွင်းနေရာအများစုကိုနေရာယူထိန်းချုပ်လိုက်ပြီးဆိုတဲ့သတင်းကိုတိဆက်ပေးရမယ်။စက်တင်ဘာလ၄ရက်နေ့ကရေတပ်အတွင်းမှာရှိတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များအကုန်လုံးစခန်းကိုဆုတ်ခွာထွက်ပြေးသွားကြပြီးတော့ပြည်လည်ပြင်ကနေပြစ်ကူပေးနေတဲ့စစ်သည်မော်တချို့ပါဆုတ်ခွာသွားတယ်လို့သိရပါဗျ။ ်ပေးမရင်ငုတ်တက်ရောနောက်ထပ်စိတ်ကူပို့ထားတဲ့သူတွေရောအကုန်လုံးပင်လယ်ထဲမှာရက်ထားတဲ့သင်းမောတွေပေါ်ကိုတက်ပြီးတော့ပြေးကြတယ် ကျန်တဲ့စစ်သင်္ဘောတချို့ကအဝေးကနေလက်နက်ကြီးတွေနဲ့လှမ်းပစ်နေတယ်လို့ရခိုင်စီရေးသတင်းအရင်းမြစ်ကပြောဆိုထားပါတယ်စက်ပမာလ9ရက်နေ့မနက်ပိုင်းမှာပင်လယ်ပြင်မှာအနှဲငယ်သာကြာရှိတော့တဲ့စစ်သင်္ဘောတချို့ကလက်နက်ကြီးများနဲ့အဝေးကနေပစ်ခတ်နေတဲ့အတွက်မောင်ရွှေလေးဖုန်ကြီးကျောင်းကိုထိမှန်ခဲ့တယ်လို့သိရပါတယ်ပြီးခဲ့တဲ့ဩဂတ်လ28ရက်နေ့ကလည်းမောင်ရွှေလေးရေတပ်ကစစ်ကောင်စီတပ်ဖွဲ့ဝင်များဟာအလံဖြူထောင်ပြီးတော့ထွက်ပြေးခဲ့ကြသေးတဲ့အတွက်စစ်ကောင်စီကအဲ့ဒီနေ့မှာတင်ရေတပ်အတွင်းကိုစစ်ကူပို့ဆောင်ခြင်းနဲ့ပင်လယ်ပြင်ကစစ်သင်္ဘော၈စီးတို့ကိုလက်နက်ကြီးများနဲ့ပစ်ကူပေးခဲ့တယ်လို့ သိရပါတယ်။အခုရပိုင်းအတွဲမှာတိုက်ပွဲတွေပုံမပြင်းထန်ခဲ့ပြီးတော့စက်တမလာ၄ရက်နေ့ကလေးကစစ်ကောင်စီတပ်ဖွဲ့ဝင်များထွက်ပြေးသွားတဲ့ရေတပ်ကိုအေအေကဝဲရောက်ထိန်းချုပ်လျက်ရှိတယ်လို့သိရပါတယ်။အေအေကတန်လွဲမြို့နယ်အတွဲမှာရှိတဲ့စစ်ကောင်စီတပ်များအလုံးကိုတိုက်ခိုက်မောင်းထုတ်ခဲ့ပြီးတော့အခုနောက်ဆုံးကြံနေတဲ့မောင်ရွှေလေးရေတပ်ကိုထိန်းချုပ်လိုက်ခြင်းဖြစ်ကြောင်းသိရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မြို့မြောက်ကလာပါမြို့နယ်စိတ်မန်းမြန်ရင်ထင်းရဲလိုင်းကန်းကိုလက်ပြဘုံနဲ့ပြစ်ခတ်ဖောက်ခွဲတိုက်ခိုက်ခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တင်ဘာလ9ရက်နေ့ည8:28မိနစ်အချိန်ကမြောက်ကလာပါမြို့နယ်မှာရှိတဲ့စိတ်မန်းမြန်ရင်ထင်းရဲတပ်ရားကိုလက်ပြဘုံနှက်လုံးနဲ့ပြစ်ခတ်ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့နောက်ဆက်တွဲထိခိုက်သေးဆုံးပျက်စီးမှုအခြေအနေကိုတော့စုံစမ်းနေဆဲဖြစ်တယ်လို့သိရပါတယ်။မနေ့ကည8:00ခွဲလောက်တုန်းကပောက်ကွဲတာအကျယ်ကြီးတစ်ချက်ကြားလိုက်ရတယ်။ဘယ်မှာဖြစ်လဲတော့မသိဘူး။အတန်ကတော့တော်တော်ကြီးကိုကျေတာလို့ ောက်ကလာပကပြည်သူတို့ကပြောပြထားပါတယ်၎င်းတိုက်ခိုက်မှုကိုပြည်သူကကွယ်ရေးပကဖမြောက်ကလာပနဲ့အတူရန်ကုန် UG YUPA တို့ကပူးပေါင်းပြီးတော့ပြုလုပ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်မြောက်ကလာပမြို့နယ်ပြည်သူကကွယ်တပ်ဖွဲ့အနေနဲ့ရန်ကုန်တိုင်းနဲ့မြောက်ကလာပမြို့နယ်အတွင်းမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ထောက်တိုင်မှန်သမျှကိုတိုက်ခိုက်သွားမှာဖြစ်ပြီးတော့ပြည်သူများအနေနဲ့အကြမ်းဖက်စစ်ကောင်စီရဲ့စခန်းများဂိတ်များစစ်ကောင်စီတပ်သားများနေထိုင်ရာနေရာများကနေပြီးတော့ရှောင်ရှားသွားလာကြပါရန်အတိပေးထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ပြည်ပနိုင်ငံများမှာရောက်ရှိအလုလုကိုင်းနေတဲ့မြန်မာအလုသမားများအနေနဲ့လောက်ခလာစာရဲ့25ရာခိုင်နှုန်းကိုမြန်မာနိုင်ငံကိုပြန်လည်ပြီးတော့လွှဲပြောင်းခြင်းမပြုပါကနိုင်ငံကုလက်မှတ်တတ်တန်တိုးမပေးခြင်းပြည်ပထွက်ခွင့်ပိတ်ပင်ခြင်းနဲ့ OWIC ကထုတ်မပေးခြင်းတွေနဲ့အရေးယူဆောင်ရွက်မယ်လို့စစ်ကောင်စီရဲ့အလုသမားရေးဝန်ကြီး ဗိုလ်မှူးချုပ်ဟောင်းမြင့်တော်ကထုတ်ပြန်ကြေညာလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြည်ပနိုင်ငံများမှာအလုံးလုံးကိုင်နေတဲ့မြန်မာအလုံသမားများဟာပြည်ပနိုင်ငံတွေမှာမိမိရရှိမဲ့လောက်ခလစာရဲ့အနည်းဆုံး25ရာခိုင်နှုန်းကိုမိမိရဲ့မိသားစုဝင်များထံကိုတရားဝင်ဗန်စနစ်နဲ့ဖြစ်စေဗဟိုဘဏ်ကခွင့်ပြုထုတ်ပေးထားတဲ့ remittance business license ရရှိသူများနဲ့ဖြစ်စေ ဗန်စနစ်နဲ့ချိတ်ဆက်ထားတဲ့နိုင်ငံတကာငွေလွှဲဝန်ဆောင်မှုလုပ်ငန်းများနဲ့ဖြစ်စီတလကိုတစ်ကြိမ်လောက်ကလာစာရဲ့25ရာခိုင်နှုန်းဒါမှမဟုတ်အများဆုံး3လကိုတစ်ကြိမ် 3လစာစုစုပေါင်းရဲ့အနည်းဆုံး2500ခိုင်နှုန်းကိုမိမိရဲ့မိသားစုဝင်များထံကိုသို့မဟုတ်မိခင်နိုင်ငံမှာရှိတဲ့မိမိရဲ့ဘန်စရဲတွေကိုလွှဲပြောင်းပေးဖို့ဟောမှာဖြစ်တယ်လို့စစ်ကောင်စီကကြေညာထားပါတယ်။အကယ်၍ပြည်ပရောက်မြန်မာရွှေပြောင်းအလုံသမားများအနေနဲ့မိမိရဲ့မိသားစုများထံကိုလွှဲပြောင်းပေးဖို့ရန်ပြက်ကွက်တာကိုစီစစ်တွေ့ရှိရပါကပြည်ပကိုအလုံးနဲ့ထွက်ခွာမှုကိုကာလအကန့်အသတ်နဲ့ပိတ်ပင်ခြင်းပြပအလုတ်ကန်တက်တေကန်က OWIC ထုတ်ပေးမှုမပြုခြင်းနိုင်ငံကူးလက်မှတ်တက်တန်းတိုးခွင့်မပြုခြင်းစတာတွေအပြင် လိုအပ်တဲ့စီစစ်အရေးယူမှုများကိုဆောင်ရွက်သွားမှာဖြစ်ကြောင်းစစ်ကောင်စီကကြေညာထားပါတယ်။ဒါ့အပြင်ပြည်ပအလုပ်ကိုင်အေဂျင်စီများအနေနဲ့မိမိတို့ဆင်လွှတ်လိုက်တဲ့အလုပ်သမားများကမိသားစုထံကိုငွေလွှဲပို့တဲ့အထောက်အထားများကိုအေဂျင်စီထံကိုမဲ့တူမပြတ်မကွက်ပေးပို့ရန်တောင်းခံရမှာဖြစ်တယ်လို့ပြောဆိုထားပါတယ်။အေဂျင်စီများအနေနဲ့လည်းမိမိတို့ဆင်လွှတ်လိုက်တဲ့အလုပ်သမားများကလက်စင်ငွေလွှဲပို့တဲ့အထောက်အထားများကိုအလုပ်သမားရေးဝန်ကြီးဌာနကိုလက်ချုပ်အဖြစ်နဲ့အထောက်အထားပူးတွဲပြီးတော့မပြတ်မကွက်တင်ပြရမှာဖြစ်ကြောင်းစစ်ကောင်စီကကြေညာထားပါတယ်။ ်ဒါကြောင့်ပြည်ပရောက်မြန်မာရွှေပြောင်းအလုံသမားများအနေနဲ့မိမိတို့ရဲ့မိသားစုဝင်များထံကိုငွေလွှဲပေးဖို့ရမှာမိသားစုလွှဲပို့ငွေများကိုတရားမဝင်ဟွန်ဒီလုံငန်းလောက်ကైသူများကနေတဆင့်ငွေလွှဲပြောင်းပေးဖို့ခြင်းများကိုမပြုကြရန်တရားဝင်လမ်းကြောင်းများကသာလွှဲပြောင်းပေးဖို့ကြရန်စစ်ကောင်စီကသတိပေးကြေညာထားတယ်လို့သိရပါဗျ။နိုင်ငံကူးလက်မှတ်တက်တန်းတိုးလို့မရရင်တော့ကျွန်တော်တို့အခုမဆောင်ပဲနေဖို့လို့မိသားစုစီကိုတရားဝင်လမ်းကြောင်းကနေငွေမပို့ဖို့ကတော့ ခက်ခဲဖြစ်နိုင်မယ်ထင်တယ်။အခုထုတ်ပြန်ထားတာကကျွန်တော်တို့ကိုအချက်ကင်ထားတာမျိုးဖြစ်နေတယ်။မဖြစ်မနေလောက်ရမယ်အခြေအနေပါ။ဘလို့ရှောင်လဲရမလဲတော့မသိဘူး။ကိုပေးလိုက်တဲ့အခွန်တွေနဲ့နိုင်ငံခြားဒေါ်လာတွေနဲ့ပြည်သူကိုတတ်ဖြတ်မှလည်းမလိုလားပါဘူး။ဒါပေမဲ့ကျွန်တော်တို့အလို့သမားတွေမှာရွေးချယ်စရာမရှိပါဘူးလို့ထိုင်းနိုင်ငံကန်ချနာဘူရီမှာရှိတဲ့အထည်ချုပ်ဆက်ယုံမှာကြီးကြပ်ရင်းမှုအဖြစ်နဲ့လောက်ကင်နေတဲ့လောက်တက်ရင်မြန်မာအလို့သမားတို့ကတုံးသက်ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်တောင်ပိုင်းနယ်ကရင်ပြည်နယ်အဆက်ဖဲခုံမြို့နယ်အတွင်းမှာရှိတဲ့စစ်ပေးဆောင်စခန်းကိုစစ်ကောင်စီတပ်ကမနေ့ကညပိုင်းကလေရင်နဲ့ဘုံကျဲချခဲ့ရာစစ်ပေးဆောင်ပြည်သူ၉ဦးတေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တင်ဘာလ9ရက်နေ့ည9:00နာရီခွဲအချိန်မှာစစ်ကောင်စီကဖဲခုံမြို့နယ်လက်အိတ်တိုက်နယ်ဘန်ကောက်စစ်ပေးဆောင်စခန်းကို တိုက်လေရင်နဲ့ဘုံချက်ချခဲ့တယ်လို့သိရပါဗျ။ဘုံချက်ချခဲ့တဲ့နေရာဟာစစ်ဘေးရှောင်စခန်းနဲ့စာတင်ကျောင်းနေရာဖြစ်ပြီးတော့စစ်ဘေးရှောင်ပြည်သူကိုးဦးထက်မနေသေးဆုံးပြီးအများပြဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။လေရင်ကစစ်ဘေးရှောင်စခန်းကိုတဲ့တဲ့လာပြီးတော့ချဲချသွားတာအခုကကလေးတွေရောအမျိုးသမီးတွေရောကိုးဦးသေဆုံးတယ်လို့သိရတယ်။လက်နက်ကြီးတွေနဲ့လည်းပစ်ခတ်ခဲ့သေးတယ်။စစ်ဘက်ဆိုင်ရာနေရာမဟုတ်ပါဘူး။စစ်ဘေးရှောင်စခန်းမှာပြည်သူတွေကြီးပဲတီးတက်နေတဲ့စစ်ဘေးရှောင်နေရာပါလို့ဒေသတွင်းသတင်းရင်းမြစ်ကပြောဆိုထားပါဗျ။အချမ်းဘက်စစ်ကောင်စီကမနေ့ကမနေ့ပိုင်းကလည်းဒီမော့ဆုံမျိုးနဲ့ ဲနမ်းမယ်ခုံကိုလေရင်နဲ့ဘုံကျိတ်ထားခဲ့ရလူနာဦးထက်မနေသေးဆုံးခဲ့သေးကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းမှာ TNL ကတိုက်ပိုက်ထားတဲ့နမ်ခမ်းမြို့ကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့စစ်ကောင်စီကလေရင်နဲ့ဘုံးကျက်တိုက်ခိုက်ခဲ့ရာကလေးငယ်အပါအဝင်ကိုဝင်ဆောင်မိခင်နဲ့မိသားစုအလိုက်တေဆုံးမှုအပါအဝင်ပြည်သူ၁၂ဦးတေဆုံးပြီးဆန္ဒဦးဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့စက်တင်ဘာလ6ရက်နေ့မနက်အစောပိုင်းတနအီဝဲဝင်းကျင်မှာနမ်ခမ်းမြို့ညာစေးတန်းအနောက်ဘက်နဲ့ကြားပြူခမ်းမတော်ကိုအကြမ်းဖက်စစ်ကောင်စီကလေကြောင်းကနေပြီးတော့နှစ်ကြိမ်ဘုံးကျက်တိုက်ခိုက်ခဲ့ရာကလေးငယ်နဲ့ကိုဝင်ဆောင်အမျိုးသမီးအပါအဝင် ်မိသားစုလိုက်တေဆုံးမှုရှိပြီးတော့စုစုပေါင်း17ယောက်တေဆုံးပြီးစန္ဒဦးထိကైဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်ကလေးငယ်နဲ့ကိုဝင်းဆောင်အမျိုးသမီးပါတာကမိသားစုတစုလုံးတေဆုံးသွားတာကလေးက၄နှစ်အရွယ် ြီးရင်အဲ့ဒီအမျိုးသမီးကကိုဝင်ကြီးနဲ့ပြီးရင်သူ့အမျိုးသားပေါ့သူတို့မိသားစုအပါဝင်ဆက်တအုပ်သေးတယ်ဆက်နှုပ်တန်ရာရတယ်တခြားအိမ်တွေထဲမှာလည်းပြင်းထန်ဒဏ်ရာတွေနဲ့ဆေးရုံရောက်မှတေဆုံးတဲ့ဟာမျိုးတွေလည်းရှိတယ်ပထမတစ်ခေါက်လာကျဲတာညာစီရန်လျှက်စစ်ပစ္စည်းဆိုင်နားလေးမှာလာကျဲသွားတာဒုတိယခေါက်ကတော့ကြားမြူခမ်းမဘက်မှာလာကျဲသွားတာလို့တောင်းအမျိုးသမီးအဖွဲ့အစည်း TWO ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်အချမ်းမဲ့စစ်ကောင်စီကလေကြောင်းကတွေဘုံကျဲတိုက်ခတ်မှုကြောင့်ထိခိုက်ဒဏ်ရာရရှိသူများကိုပရိုက်တာအတင်းကပြည်သူဆေးရုံကြီးကိုပို့ဆောင်ပေးခဲ့ပြီးတော့ဆေးရုံရောက်ရှိတဲ့ ဲ့အချိန်မှာထပ်မံတည်ဆုံမှုများလည်းရှိနေတယ်လို့သိရပါဗျ။နေအိမ်များတရက်ဆက်ပြည့်စည်အယောင်ဆိုင်များနဲ့အဆောက်အဦများကိုလည်းမီးလောင်ထိခိုက်မှုများရှိခဲ့တယ်လို့သိရပါဗျ။မနေ့ကစက်တင်ဘာလ9ရက်နေ့မွန်းလွဲတနအီကမှနမ်ခမ်းမြို့ပေါ်မှာခရီးသည်တင်လေရင်လိုမျိုးအနက်ရောင်လေရင်တစ်စီးအနှိမ်ပြန်တန်းကနှစ်ချိန်ပြန်ခွဲခဲ့တယ်လို့သိရပါဗျ။မနေ့တော့ကတနအီဝင်းကျင်တနအီခွဲလောက်က လာဝဲတဲ့ဟာကဘာလီရင်လဲတော့မသိဘူးအနဲ့ရောင်လေးရင်သူ့ပုံစံကခီးတဲ့လေးရင်ပုံစံမျိုးပဲဒါပေမဲ့ तू ကနေနေလေးအနဲ့ရောင်ဖြစ်တယ်ခီးတဲ့လေးရင်ကတော့အမြင့်ကြီးပြန်တာပြီးတော့ तू ပြန်သွားတဲ့အနောက်မှာအငွေ့ဖြူဖြူပုံစံလေးတွေရှိတာပေါ့မနေ့ကပြန်လာတဲ့အနဲ့ရောင်လေးရင်ကြတော့အဲ့ဒီလိုမဟုတ်ဘူးလို့ပြောပြတယ်လို့တောင်းအမျိုးသမီးအဖွဲ့အစည်း TWO ကတာဝန်ရှိသူတူကဆက်လက်ရှင်းပြခဲ့ပါတယ်အခုတရားတလောက်ကတော့သူတို့စစ်တပ်ဘုံကျဲတဲ့နေရာတွေက အများပြည်သူနေထိုင်နေတဲ့ရက်ွက်နေရာတွေပါစီးရဲပြတ်မှတ်တွေလည်းမဟုတ်ပါဘူးတည်ဆုံးတာကလည်းပြည်သူတွေကြီးပဲလို့နမ်ခမ်းမျိုးကပရိုက်တာအဖွဲ့ဝင်တဦးကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရဲတရင်နိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ